မင်္ဂလာပါရှင်။ຫນွေဥတရင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။စစ်သား80ဝန်းကျင်တင်ဆောင်ခဲ့ခင်ဥတိုက်ပွဲမှာတင်းစီရရှိခဲ့တဲ့လက်နက်ကန်တွေကိုတော်လင်းရောပေါ်ရတံကိုဂုံပြုခြင်းဖြင့်ဂျမ်ဘတ်စစ်တပ်ကနေစစ်သား80ဝန်းကျင်တင်ဆောင်ခဲ့တဲ့ခင်ဥတိုက်ပွဲကတင်းစီရရှိရဲ့လက်နက်ကန်တွေကိုတော်လင်းရောပေါ်ရတံကိုဂုံပြုခြင်းမြင်လိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်မှတော်လိုင်းသတင်းမြစ်ကပြောတယ်ဒီဇင်မာ၂ရက်နေ့ခင်ဦးမြို့နယ်မြို့နယ်ပါကပါကတိုက်ပွဲအတွင်းတင်းစီရမီရဲ့စစ်လက်နက်တွေနဲ့ MA1 တပ်နဲ့ ဆယ်လန်နဲ့ G3 တနက်လေးလက်အပါဝင်စုစုပေါင်းတနက်ဆယ်လေးလက်ကိုတိုက်နယ်ပတ်ကဖားတွေနဲ့ UG ပတ်ကဖားတွေကိုအတိမတ်ပြုကုန်ပြုကြည့်မြပြခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ23ရက်နေ့မော်လဲ12နာရီခန့်မှာခင်ဦးမြို့နယ်မော်လာကျေးအတွင်၄ရက်ကြာယာယီထိုင်ချထက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကပြည်တော်ပြူစောတရားကိုအင်အား180ခန်းနဲ့ထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးရင်းတိုက်ပွဲမှာစစ်တပ်စစ်သားတစ်ခုလုံးပြတ်သွားခဲ့ပါတယ်။ ညနေဘက်တွင်စစ်သား80ဝန်းကျင်တင်ဆောင်ကလမ်းနက်29ခုလနဲ့ခဲနေတင်စီရရှိခဲ့တယ်။တော်လိုင်းရဲဘော်တွေထံကိုစစ်လက်နက်ပစ္စည်းပြည့်ရပွဲကိုမြို့နယ်ဘက်ကဖာတာဝန်ခံဘက်ကဖာဒုတာဝန်ခံအင်အားစုဖွဲ့လေးချင်းတာဝန်ခံစစ်လက်နက်တာဝန်ခံကုကဲတာဝန်ခံဆက်သွယ်ရေးတာဝန်ခံသတင်းတာဝန်ခံဘက်ကဖာဘန်နာရေးဘက်ကဖာရုံးဖွဲ့မှုနဲ့ဘက်ကဖာတဆိတ်မှုမှတည်တည်ကုန်ပြုချင်းမြေပေးပြီးတိုင်နဲ့တင်နှစ်3လင်းကဘက်ကဖာကောင်းဆောင်ဒုကောင်းဆောင်နေတဲ့ဖွဲ့တွေ UG ဘက်ကဖာကောင်းဆောင်နေတဲ့ဖွဲ့တွေ ။သက်ဆိုင်ရာဘာကဖာရဲဘော်တွေမှာအသီးသီးလက်ခံရယူခဲ့ကြောင်းသိရပါတယ်။ခေဦးမြို့နယ်တွင်တော်လိုင်းတပ်တွေကတိုက်ခိုက်ချိန်မှန်းခဲ့တဲ့စစ်တပ်စစ်ကြောင်းမှကမ်ဘလူမြို့နယ်မှာနီးပြွာတော့အ30နှစ်ခါမှတုံလုံးကမ်ဘလူဘျူစော့တင်နဲ့စုဖွဲ့ထားခြင်းဖြစ်ပြီးရင်းစစ်ကြောင်းကိုအမှတ်နှစ်ရွှေဖို့ခဲ့အမှတ်သုံးတိုင်ခေဦးမြို့နယ်ဘာကဖာအတိုင်းနဲ့တင်းနှစ်345ဘာကဖာတွေခေဦးမြို့နယ်ပါလာဖပြည်သူ့ကာကွယ်ဖွဲ့ခေဦးမြို့နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ဆလာဘီတယောက်တဲ့စစ်စင်ရေးတွေ ဖော်မယ်ရန်သူကိုညီညွတ်စွာတုတ်ပြမယ်လို့အညာမြေတပ်ပေါင်းစုကပြောပကောက်ကူခိုင်မှာအခြေစိုက်ဖြစ်တဲ့အညာမြေတပ်ပေါင်းစုနေနဲ့စစ်ကောင်စီကိုစစ်ချိန်မြေတိုက်ခိုက်မယ်လို့အသိပေးပြီးစစ်စင်ရေးနေပုံမှုထျောက်စွာအကောင့်ထဲဖော်မယ်လို့အဖွဲ့ပြန်ကြားတဲ့တောင်ကန်ကိုပိုပိုတန့်စင်ကပြောတယ်။ 2024ဇွန်လ19ရက်နေ့ကပခုတ်ကူခိုင်ရှိဆိုင်တော်လင်းအဖွဲ့ငါးဘွဲဖြစ်တဲ့ MUGTF ဇာမနီပြောက်ကြားတပ်ဖွဲ့ James Bond TSDGNF နဲ့တို့ညီနောက်ပြောက်ကြားတပ်ဖွဲ့ပူးပေါင်းထားတဲ့အညာမြေတပ်ပေါင်းစုမှ God of Night တပ်ဖွဲ့ EK Fighter တပ်ဖွဲ့တို့ကအခုဒီဇင်ဘာလဆက်မှတ်ထပ်မံပေါင်းစည်းလာခဲ့ပါတယ်။ဒီလိုအဖွဲ့နှစ်ဖွဲ့ထပ်မံပေါင်းစည်းလာတဲ့အကြအကြောင်းအရပုံမထရတဲ့ mission တွေပေါ်ဆောင်ဖို့ရန်သူကိုညီညွတ်စွာတုံ့ပြန်နိုင်ဖို့နဲ့တော်လိုင်းအဖွဲ့ချင်းချင်းကြားပို့ပြီးညီညွတ်စွာဖို့သဘောထားကွဲလွဲမှုတွေပေါ်ပြောက်စေဖို့ဖြစ်ကြောင်းကိုပူပူတန်းစင်ကပြောပါရတယ်။ အခုလိုပေါင်းစပ်ရတဲ့အဓိကအကြောင်းရင်းကတော့ပုံမှန်ထောက်တဲ့မရှင်နေပေါ်ဆောင်ဖို့နဲ့ရန်သူကိုညီညွတ်စွာတုတ်ပြန်နိုင်မှုဖြစ်တယ်လို့အညာမြေတက်ပေါင်းစုပြန်ကြားရေးတောင်းခံကိုကူပိုတန့်စင်ကပြောတယ်မြန်မာပြည်တပ်ပေါင်းစစ်ဒီဇင်ဘာလ2ရက်နေ့ထုတ်ပြန်ကြမှာလေတော်လိုင်းမှာကုတ်ခွန်ကိုအားနဲ့အကောင်းဆုံးဖြောင်းပြုလုပ်နေပြီးဖက်ဒရယ်ရတဲ့အထိလည်းခိုက်ခိုက်မြောမှာတိုက်ပွဲဝင်နေကြောင်းအသိပေးထားပြီးအခုပေါင်းစစ်ရေးကြေညာချိန်ကစလို့စစ်ရေးရင်ထပ်ပုံမြင့်တင်တယ်လို့ဖော်ပြတယ်အခုကြေညာကြရဲဘော်ရဲဘက်တပ်ဖွဲ့ဝင်တွေရဲ့စောင့်တိရအသစ်စာဒိတ်ထန်တွေပေါင်းကြပေါင်းစစ်မှုကြေညာချက်မှာဖော်ပြတယ် ဒါဟာမဟာမိတ်ချင်းချင်းကြားစောင့်တရားရဲ့လိုက်နာရတဲ့မျှဝေရတဲ့ချက်ချမှုတွေပါဝင်သူတို့တပ်ဖွဲ့ဝင်တွေအားလုံးဟာဖက်ဒရယ်အတွက်ဥလည်မတုံတောင်းရင်ထွန်းရမယ်လို့ထုတ်ပြန်ခဲ့ပြီးဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့မြေသိဖွဲ့စည်းနေမှဆိုခိုင်မာတဲ့ဆက်ဆံရေးကိုတိစောက်ပြီးအာဏာရှင်အားတွန်းလှန်ကြမယ်လို့ဖော်ပြထားပါတယ်။ဇလပင်း မြန်မာဘက်ကတိုက်ပွဲတွေကြောင့်ထိုင်းနယ်ဇက်ကအကြောင်းကိုပိတ်ထားရမြန်မာနယ်ဇက်ကတိုက်ပွဲတွေကထိုင်းဘက်ကျန်ကိုပါထိခိုက်တရမှုတွေရှိလာတာကြောင့်နယ်ဇက်ကကြောင်းတဲ့ကြောင်းအပိတ်ခဲ့ရကြောင်းထိုင်းအာဏာပိုင်တွေကပြောပါရယ်ကင်းပြင်းနယ်များတွင်မြို့နယ်တွေမှာအာဏာသိမ်းစစ်တပ်နဲ့ကင်းမျိုးသားလူမျိုးရေးတပ်တို့ကြောင့်တိုက်ပွဲတွေပြင်းပြထန်တဲ့ဖြစ်ပွားရကနေထိုင်းပိုင်နယ်နယ်ဇက်ဧရိယာနာမှာလက်နက်ကြီးကြီးလမ်းလွှဲပြီးကြာရောက်တာကြီးစံနေထိမှန်တာတွေရှိခဲ့တယ် ပြည်ခဲ့တဲ့တွင်ဘက်ကွန်ကတက်ပြည်နယ်မဲဆောက်ခဲမှာလက်နက်ကြီးကြီးစံ၅ခုကြောင့်ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်ပြီးမှလုံချုံရစိတ်မချရတဲ့အကြောင်းတစ်ကြောင်းကိုယာယီပိတ်ထားဖို့ညွှန်ကြားခဲ့ရကြောင်းထိုင်းရဲ့နေကြာဆောင်နာရုဆွန်တပ်ဖွဲ့ကြီးကပိုချုံမိုင်ထရီချူပရာချီကပြောပါရယ်ပြည်ခဲ့တဲ့တွင်ဘက်ကွန်ကဆာလုအာနာသိန်းစစ်တပ်ဟာအင်အားလုံးရင်တုံးပြုတ်ပြီးမြောက်ရီမျိုးနယ်တဲကမဲလက်ပံကျရစီချစ်တက်ဖို့ကြိုးစားနေလို့ထိုင်းမီဒီယာတွေကဖော်ပြရယ်အဲဒီရာဟာထိုင်းရဲ့မက်ကိုကင်းကျရနဲ့တာဝန်မြစ်ချပြီးတည်ရှိတယ် မြန်မာဘက်ကတိုက်ပွဲတွေကြောင့်မေကိုကင်းရွာတွေကိုလက်နက်ကြီးစားနာရေးကြီးစံနေကြောက်ခဲ့ပြီးအိမ်ချောင်းလုံးမှာပြည်စည်ဖြစ်ခဲ့ပြီးမဲ့ထိခိုက်ဒေကျင်မှုတော့မရှိခဲ့ဘူး။ထိုင်းအာနာပိုင်နီယာလုံးကျောင်းရင်းစစ်မချတာကြောင့်နေဆန်းတို့မီတာရာကနန်းလောက်အကွာမှာရှိမေကိုကင်းရွာကြောင့်ကိုဒီစင်မှာတရနေ့ကစားပြီးအချိန်ကန့်သက်မရှိပိတ်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။မြန်မာဘက်မှာတိုက်ပွဲတွေပြင်းထန်နေရကြောင့်ပြည်ပခအထိုင်းနယ်ဘက်ကိုကူးစက်မလာစေဖို့အတွက်ထိုင်းစစ်တပ်ကနေဆန်းတက်လျှောက်လုံးကျောင်းရင်းတင်ကျပ်ထားလို့လည်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်နဲ့မပူးပေါင်း မဆောင်ရွက်နိုင်ရင်ဆွေရသေးတက်လာပြီးနောက်နေ့ပြောကြမယ်လို့ဂျန်ဖို့ပါတီဥက္ကဋ္ဌခင်ကပြောဂျန်ဖက်စစ်တမ်းနဲ့မပူပေါင်းမဆောင်ရွက်နိုင်ရင်အဆွေရသေးတက်လာပြီးနောက်နေ့ပြောကြမည်ဖြစ်ကြောင်းဂျန်ဖို့ပါတီဥက္ကဋ္ဌခင်ကပြောလိုက်ပါတယ် နိုဝင်ဘာ29ရက်နေ့ပသိမ်မြို့နယ်မှာပြုလုပ်တဲ့စံဖွပါတီရဲ့မဲဆက်စည်းရုံးပွဲမှာစံဖွခင်ကထို့သူပြောဆိုလာခြင်းဖြစ်တဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးရမှာစစ်တပ်နဲ့အစင်ပြဲပါတီကိုယ်တော်လေးမဲပေးရမည်ဖြစ်ကြောင်းစစ်တပ်နဲ့အစင်မပြဲတဲ့အစိုးရအသင်းမှတက်လာပြီးနောက်တနေ့မှပြုတ်ကျသွားမည်ဖြစ်ကြောင်းထို့ကြောင့်စစ်တပ်နဲ့အစင်ပြဲပါတီကိုဇန်ထားပြီးရွေးချယ်မည်ဖြစ်ကြောင်းစံဖွခင်ကပြောဆိုရင်အစိုးရအသင်းကတမ်တော်နဲ့ကြောချင်းကရင်စင်းကမဆောင်ရနိုင်မှုဆိုရင်တေချာဒီဆွေကနောက်နေ့ပြုတ်ကျမှာဒါကိုဇန်ထားပြီးရွေးချယ်မယ်တိုင်းပြည်ပြည်လဲထူထောင်ရေးမှာတွေ့ကြုံရှိအဖွဲ့အစည်းမျိုးလူပုတ်ကုန်မျိုးအရေးကြီးပါတယ် စစ်တပ်ကရွေးကောက်ပွဲလုပ်ရန်အချိန်နီးကပ်လာနေမြစစ်ကောင်းဆောင်မြန်လိုင်ကလည်းရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟဆာတာဖြစ်စားလက်တွဲဆောင်ရွက်နိုင်သူကိုသာမဲပင်းရွေးချယ်ရဒီဇင်ဘာတရနေ့ပြည်ဦးလွှင့်ရှိဝန်ထမ်းတွေနဲ့တွဲဆောင်စဉ်တရားဝင်ပေါ်ပေါ်ထင်းထင်းဖိအားပေးပြောဆိုလာခဲ့ပါတယ်။ဆန္ဒမဲပင်းရမှာတိုင်းပြည်နယ်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူတို့တောင်ရေးသုံးပါကိုလိုက်နံဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်ရှိနေသည့်အသိရှိမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်တဲ့ဖြင့်စစ်တပ်နဲ့တဟဆာတာပြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်ပြီးဆန္ဒမဲပင်းရလွယ်ကြောင်းမြောက်လိုင်းကပြောပါတယ်။ ဆလဘီစင်ကူမြတ်နဲ့ညဝင်းရောက်ကိုစစ်တပ်ကလင်းရင်နဲ့ပုံစံတိုက်ခိုက်မှုပြည်သူတောင်းသိဆောင်ပြီးကလင်းငတ်တောင်းဥပောင်းဝင်လေဦးထိခိုက်တန်ရရမန္တလေးတိုင်းစင်ကူမြို့နဲ့ညဝင်းရောက်ကိုဂျက်ဖတ်စစ်တပ်ကလင်းရင်နဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ပြည်သူတောင်းသိဆောင်ပြီးကလင်းငတ်တောင်းဥပောင်းဝင်လေဦးထိခိုက်တန်ရရှိခဲ့ကြောင်းစင်ကူမြို့နဲ့ပကဖတ် ကရင်တောင်ကန်ကိုတမနီကပြောတယ်ဒီဇင်မာနေ့ရက်နေ့မှာစင်ကိုမြို့နယ်ညဝင်းချောင်းကိုဂျမ်ဖတ်စစ်တဲတရောင်းလေးတက်ကတက်လာတဲ့ဂျမ်ဖိုက်တာတစီကလေးကြောက်တိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်ဂျမ်ဖတ်စစ်တဲလေးကြောက်တိုက်ခိုက်မှုတွေ35နှစ်အမျိုးသားတောက်တေဆောင်မီ10နှစ်ရွယ်ကလေးတက်ဥပါဝင်ပြည်သူလေးဦးထိခိုက်တဲ့အရှိကနေနှလုံးလက်ပျက်စီးခဲ့ပါတယ်ကလာဒူနိုဝင်ဘာလ29ရက်နေ့ကလည်းစင်ကုမြွတ်နယ်မှာစစ်ပဲရှောင်ပြည်သူနေထိုင်တဲ့ဝိုင်းရုံကုန်းကျဖော်ချေကြပေးလက်ကြီးအားရှောက်ပင်ရိုးရနဲ့ပြင်းပင်ရတော့ကိုဂျက်ဖက်စစ်တပ်ကလင်းနဲ့ပုံကျတိုက်ခိုက်ခြင်းကြောင့်ပြည်သူခုနှစ်ဦးသေဆုံးခဲ့ကြောင်း ထို့ပြင်နိုဝင်ဘာ9ရက်နေ့ကနေကလည်းဂျက်ဖက်စစ်တပ်ကစစ်ပေးရှောင်ပြည်တွင်နေထိုင်တဲ့စင်ကွန်မြို့နယ်မှာလည်းစာတင်ကြောင်းနဲ့ရွှေပြည်ကျားစာတင်ကြောင်းကိုလင်းနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ပြည်သူကိုအသေဆုံးပြီးများပြားထိခိုက်တဲ့ရရှိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးကြောက်ပြူတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အပြုတ်တိလာပြီးရန်ကုန်မှစစ်ကွန်ကားကိုရေးကြောင်းမှထမံပို့ဆောင်ရခိုင်ပြည်နယ်ကြောက်ပြူတိုက်ပွဲအတွက်ကိုစစ်ကောင်စီကစစ်ကိုပွဲရအတွက်တိုင်းရင်းသားကစစ်ကောင်စီတပ်ဖွဲ့တွေကိုရန်ကုန်မှနေပြီးရေကြောင်းနဲ့ပို့ဆောင်လိုက်ကြသိရပါတယ်။စစ်ကောင်စီကတမဆက်တိနေပြပါမူ နာဘာဟာတက်တောင်းလုံးဒုတိယဗိုလ်မှူးကြီးမျိုးမင်းတပ်ဦးစီးရဲ့ခမ132ခမ133ခမ139ခုမှခမ်းမ်းရန်900ခန်းကိုကြောက်ဖြူကိုပို့ဆောင်နေကြောင်းစီတန်ဗိုလ်ကြီးစင်ရောထံကနေသိရတယ်။ကြောက်ဖြူတိုက်ပွဲမှာပြည်ခန့်နယ်မှာ၁၄ရက်နေ့ခရက်ကတိုင်ချောင်းမင်းပြင်းစားတဲ့ကြေးရည်မှာနှစ်ဖက်ပြန်လည်တိုက်ခိုက်မှုလို့ရှိခဲ့တယ်။တညောင်းရီရဲတဲ့ဌာနချုပ်နီလန်ခွဲပဲမှာလေပြည်ခဲ့နွေမှာ24ရက်နေ့ကအေအန်နဲ့စစ်ကော်မရှင်ကိုထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပါတယ် စေကောင်ရှင်ကပြန်လည်ထိန်းချုပ်လိုက်တဲ့တိုင်းချောင်ရောင်ကိုပြည်ကဲနိုဝင်ဘာ28ရက်မှာအင်းကပြန်လည်စီးနေတိုက်ခိုက်မှုပြုလုပ်တာနိုင်ခဲ့ကြောင်းဒေသတွင်သတင်းမြစ်တွေထံကနေသိရတယ်ဒီဇင်မာတရနေ့မှာတော့မင်းပြင်ရှိစီရေးရအချက်ကြားကြတဲ့နေရာအချို့နဲ့တိုင်းချောင်းရွာကိုအေးကစိုးမှုမှုပြန်လည်ရယူထားလို့လည်းသိရှိရပါတယ်ရှင်။နောက်ဆက်အဖေးကြားအတွက်အထူးရင်ကျေးဇူးတင်ရှိပါတယ်ရှင်။